အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝိုင်ဒီ channel ရနေပရိသတ်များအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူမောင်တင်ဆန်းရေးသားထားတဲ့အောင်လန်းဘူးထင်နဲ့တကောင်ကျွဲဆိုတဲ့ဇလန်းဇသိမ်းမကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဇလန်းလေးမစသေးခင်မှာ channel လေးကို like and subscribe လေးနဲ့ဇလန်းတစ်တစ်တင်နိုင်မှာသိရှိနိုင်လို့ notification ဘဲလေးနှိပ်ပေးပါအောင်နော်ဟုတ်ကဲ့ဒါဆိုရင်တော့ဇလန်းလေးစလိုက်ပါတော့မယ်ကိုတောင်ခမားတို့ဘာသာမစစ်ပဲယူသွားရလေကျုံနဲ့ဘာဆိုင်လို့လဲဟဲ့လူကြီး ခမားပဲလက်သမားစီအောင်ခေါ်သွားတာလေကျုပ်တို့တိတ်အကြောင်းနားမလဲတာခမားလည်းအတိသားနဲ့လွှဲတင်ရင်လည်းပြန်လုပ်ပေးပေါ်ဗျကောင်းလေမင်းတို့ကအိမ်အောင်တိုက်သွားပြီငါတော့လဲမပေးနိုင်ဘူးခမားတော်တော်ကိုစိတ်ကောင်းမရှိရပဲပြီးတော့ကလေးကကျစ်မင်းတို့လက်တောင်းလောက်လေးကငါ့ကိုဘာစကားပြောရလဲကြားတဲ့အတိုင်းပဲလေကလေးကကျစ်ကြီးကမင်းတော့ကလေးမို့တီးခတ်နေတာမောင်ဘိုးတင်တဲ့တေဝန်းတော်ဝန်ကံတို့ကအခြေတင်စကားများနေလေတယ် လက်သမားစီယာကိုတောင်းကဘာပြောလို့ပြောရမှန်းမသိရောမောင်ဘိုးတင်ကလုံးဝမကျင်နဲ့ပဲတင်ဝန်းတောင်ဝင်ခံကိုလက်ညိုးငေါငေါထိုး၍ပြောနေလေရဲ့ခမရတစ်တေလဲပေးမှလားမလဲပေးဘူးလားအဲ့ဒါပဲပြောမင်းကဘာကောင်းမှုလဲပေးရမှာလဲမင်းတောက်ချိုးကိုမကြိုက်လို့လဲမပေးရတောက်ကလေးဖြစ်ပြီးရာရာဆဆလူကြီးတို့များလက်ညိုးထိုးပြီးပြောရရရင်လို့ဟဲ့လူလူတိုင်းကလူရဲလို့မမြင်ဘူးတချို့ကြတော့နွားလောက်တောင်သုံးစားရတာမဟုတ်ဘူးဥပမာခမရလို့ပေါ့ဟဲ့ကောင် မင်းကိုခင်မဝါခလေးနဲ့တူပြီးဖြစ်မနေပါနဲ့စိတ်လျှော့လိုက်စမ်းပါလက်သမားစီယာကိုတောင်းကတေဝန်းတောင်းဝင်ကကိုခင်မောင်စုသူကိုဆွဲထိုင်းကစကားဆိုလေးတယ်အဲဒီနောက်သူကလေးတန်းအေးအေးနဲ့တစ်တီကိုလဲပင်းရနားချလိုက်တယ်ကိုခင်မခင်များတို့တေဝန်းနဲ့ကြောက်အလုံးတွဲလုံလာတာကြပြီအလွယ်အမှားရှိရင်ပြန်တဲ့နေကြပါအခုလေခင်များကတ်မနေစမ်းပါနဲ့ဗျလဲမပေးနိုင်ဘူးကိုတောင်းကိုညံ့ကိုခံမယ်ကိုခင်မခင်များကမဟုတ်သေးပါဘူးဗျာ ကျုပ်ကောင်လေးပြောတာမှားရင်လေသူ့ကိုစားကျုပ်ကပဲတောင်းပန်နေတစ်တရိုးတော့လဲပေးပါဗျာနဲတာမဟုတ်ဘူးခမလူလိုနားမလဲဘူးလားလဲမပေးကျင်လို့လဲမပေးရဗျာကိုတောင်းကမူးမူးနဲ့ပဲစိတ်မရှိဖြစ်လာကတင်ဝန်းတောင်ဝင်ကန်ရဲ့အင်ကြီးရင်ဘတ်စာကိုဆွဲကင်လိုက်နေတယ်ထို့အချင်းရာကြောင့်တင်ဝန်းထဲမှာတိတ်ဆွဲနေတဲ့သူတွေကနှစ်တလက်မှတိတ်ချောင်းနေကိုကိုင်းကမောင်ဖိုးတင်တို့စကားများနေတဲ့နေရာကိုရောက်လာကြလိမ့်တယ်အဲဒါကြောင့်မောင်ဖိုးတင်မှကိုတောင်းကိုဆွဲခေါ်လာပြီးတော့ ခင်များတို့ဘိုးတင်ကိုဘာကောင်းလဲဆိုတာသိစေရမယ်အခုသိကျင်တယ်ကွာတင်ဝန်းထဲမှာအလုသမားတွေကမောင်ဘိုးတင်ကိုလှောင်ပြောင်ပြီးရီမောနေကြတယ်သူတို့ရည်တန်နေကြမောင်ဘိုးတင်မှာအလွန်တရာဒေါသထွက်သွားပြီးတော့ခင်များတို့မကြခင်ကြုံကြောင်းသိစေရမယ်မောင်ဘိုးတင်ကထူးထူးပြောပြီးကိုတန်းဟုတ်ဆွဲခေါ်ကတင်ဝန်းအတွင်မှထွက်သွားပါတော့တယ်မောင်ဘိုးတင်နဲ့ကိုတန်းအင်ကိုပြန်ရောက်တဲ့အခါလယ်သမားတွေကတင်များဟုတ်တင်ပြီးဖြစ်ကလဲကောက်ရံမေးပြင်နေကြပြီး မောင်ဘူးတီကလဲသမားတွေကိုလှဲအောင်မကောက်စေပဲလဲတောင်းခွပြစ်တာထောက်ခိုင်းထားပြီးပြန်ခိုင်းလိုက်နေတယ်။အိနာမောင်ဘူးတီကအသေးဆောင်နေတဲ့အင်ဂျင်နဲ့မလန့်မကန့်မှယာယီတဲအိတ်လေးတည်းရှိဇပွဲတန်းလျားမှာထိုင်ပြီးတော့ဇပွဲကိုလက်သေးနဲ့အထုကမကြည့်မနှက်ဖြစ်လို့နေရဲ။မယာယီလို့နဲ့ဗျာ။အဲဒီလူတွေကိုကြုတ်လုံးဝမကျင်းတတ်ဘူး။ငါလဲအတူတူပဲကောက်လေးရ။ဆရာကြီးလိုက်တော့ငါ့ကိုစူတော့မှာပဲ။ကျုပ်ကစူမမကြဘူး။ဟိုလူတွေကိုပဲမကျင်းတတ်တာ။အေးကွာ။ မင်းမကျင့်နဲ့လေမကျင့်နဲ့စရာငါမားတာပါငါလည်းအရေးတောက်ချင်စိတ်ထိတ်မရလို့ထားလိုက်ပါဗျာခမရဆရာကြီးရောက်တဲ့အတီဆောက်ပါလားအေးလေမောင်ဘိုးထိနေကိုတောင်တို့ကမြည်သည့်စကားမှထပ်မပြောပဲတန်လျာမာသာထိုင်နေရဲ့မောင်ဘိုးထိရဲ့စိတ်ထဲမှာတော့တစ်တော့ကျိုးဝိုင်းတာဝန်ခံကိုအတော်မကျင်မနဲ့ဖြစ်လို့နေပြီတစိမ့်စိတ်တွေတရေရေပေါ်လာပြီးစိတ်မနိုင်ခင်မရဖြစ်လို့နေရဲ့တောင်တခေါင်ခေါင်နဲ့ဖြစ်နေတဲ့မောင်ဘိုးထိကိုကိုတောင်မှကွက်ကြီးကွက်ကြီးနဲ့လုံနေရဲ့ များမကြတဲ့ချိန်မှာတော့သူတို့နှစ်ယောက်ရှိရာကိုလူရွယ်တယောက်ရောက်လာလေတယ်။ဘိုးထင်ဟဲ့ဘိုးထင်ကျုပ်ကဘိုးထင်မအေးအေးဆရာကြီးဝေလာမင်းကိုမှားလိုက်တယ်။သူ့လုံကိစ္စတွေမပြီးပြတ်သေးလို့ရွာအောင်မပြန်သေးနဲ့အောင်နဲ့လူတယောက်အသက်အတွက်အရေးကြီးနေလို့ပါတဲ့။ငါ့ကိုမှားလိုက်တယ်။မနေ့ပြန်ညနေပိုင်းတော့မှပြန်ရောက်မယ်တဲ့။ဩဟုတ်ကဲ့ဟုတ်ကဲ့။လူရွယ်ကဥဝေလာမှားကြတာတွေကိုလာပြောပြီးနောက်ပြန်သွားလေရဲ့။ထို့အခါကိုတောင်းကလည်းမောင်ဘိုးထင်ကိုနှုတ်ဆက်လေတယ်။ကောင်းလေး ငါလည်းပြန်တော့မယ်ကွာဆရာကြီးကမနေ့ပြန်မှပြန်ရောက်မယ်ဆိုလို့ငါလည်းမနေ့ပြန်ညနေမှပြန်လာခဲ့မယ်ဟိုကောင်းစီပြန်သွားပြောကြည့်လိုက်ပါအောင်မယ်ပြောမနေနေတော့ဦးလေးအဲ့ဒီလူသူ့အသီးစိတ်နဲ့သူပြန်လာလဲပေးစီရမယ်လေးဆက်ဆက်ပြောလာတဲ့မောင်ပိုးထင်ရဲ့စကားကြောင့်ကိုတောင်းမင်စက်သိမ်းများထလာရတယ်အဲ့ဒီနောက်သူကမောင်ပိုးထင်ကိုနောက်တစ်ခါပြန်လဲနှုတ်ဆက်လိုက်ပြီးနောက်ထွက်ခွာသွားလေရောတယ်မောင်ပိုးထင်ကဇပွဲကိုလက်သီးနဲ့ပြင်းစွာထူလိုက်ရဇပွဲပေါ်ရှိရင်နွေးအိုးရင်နွေးပကံနဲ့ ခုံပေါင်းလေးဆင်သွားပါတော့တယ်။တိတ်ဆိတ်ငိတ်တဲ့နေရညာမှာမောင်ဘိုးတင်တရားတလဲကုန်းရွာနဲ့အတန်လန်းနဲ့တစ်တွေရောက်တဲ့ကိုခင်မောင်ရဲ့တစ်ဝင်းကိုသွားနေလေရဲ့။ညင်းတဲ့နေပြီဖြစ်တာကြောင့်လူသွားလူလာမရှိရတဲ့လဲလန်းလေးမှာမောင်ဘိုးတင်လန်းရှောင်းနေခြင်း။လမ်းတစ်လျှောက်အိတ်တန်းဝင်နေရဲ့ငှက်လေးတွေကလမ်းဖြန့်၍ထပြန်ကြတယ်။မောင်ဘိုးတင်ကလမ်းရှောင်းနေရင်မှအတန်ခတ်တူတူနဲ့တရဆက်ယူဖတ်နေရဲ့။သူထိုးထိုးယူနေရဲ့အခါခဝေးဝေးမှခွေးဥတန်ကလည်းတပြေးပြေးနီးလာသလို့ တိပင်းကြီးများမှာအိတ်နေရဲ့ကြီးကန်းတချို့ကလည်းတအားအားနဲ့အော်မြည်တန်ပြီးကလမ်းပြန့်၍ပြန်တန်းလို့သွားတယ်။မောင်ဘိုးတင်ဟာတေဝန်အဝအောင်ရောက်တဲ့အခါရုပ်ဖန်နေရာကိုရက်လိုက်ပြီးတေဝန်နဲ့ကိုလက်ညှိုးထိုးလိုက်ကာ။ကဲဒီတရားကောင်းနေကိုနေလို့ကြိုက်တယ်လို့သာလို့အသက်မတည်ရပြီ။ထို့သူပြောလိုက်တာနဲ့တင်ဝန်ဘေးမှာရှိတဲ့တိပင်းများမှာအရင်မဲတွေကတင်ဝန်တန်းရှိတဲအိတ်များစီကိုတလိမ့်လိမ့်နဲ့ဝင်ရောက်သွားလေရောတယ်။ထို့အခါမောင်ဘိုးတင်ဟာတေဝန်ကိုတစ်ချက်ပြုံးကကြီးလိုက်ပြီးနောက် ငါ့ကိုကလဲကကျစ်လာကြတဲ့ကောင်နေခံပြီးရော့မောင်ပိုးတင်ဟာထိုးထိုးပြောပြရနဲ့ခြာကနေလေကရွာဘက်ကိုပြန်သွားချင်းတစ်တော်ဝင်းနဲ့ရှိတဲအိမ်များမှကဲပါယူပါတစားစားအော်ဟစ်နေတဲ့နေထွက်ပေါ်လာပါတော့တယ်မောင်ပိုးတင်တရားဦးဝေလာရဲ့တစ်အိမ်ကြီးကိုဦးဝေလာရဲ့အိမ်တင်ကြီးကိုလှည့်ပတ်ကြည့်ရင်လေလေးတချွန်ချွန်နဲ့ပင်တင်လဲသမားတွေကိုခေါ်ထားပြီးတော့ရင်နှွေးတိုင်နေရဲ့ဒါအပြင်ကရင်လုံးမဲ့လက်သမားဆရာကိုတောင်းတဲ့အဖွဲကိုလည်းခေါ်ထားပြန်နေတယ် ကိုတောင်းကမောင်ဘူးထင်ရဲ့လုံရက်ကိုနားမလည်ပေမဲ့ဦးဝင်လာကိုတိုင်းမောင်ဘူးထင်ကိုအရာအလုံးအနှင်းထားတာကြောင့်သူတို့အနေနဲ့မပြောရဲပေအိမ်နောက်ကိုတောင်းကရင်နွေးချမ်းတောက်နေရမှာမတက်ရလိုက်ပြီးတော့မောင်ဘူးထင်အနာကိုသွားလိရဲ့အဲဒီနောက်သူကမောင်ဘူးထင်ကိုမရှင်းမလင်းကိစ္စရက်တွေကိုမေးမြန်းလိုက်တော့တယ်ဘူးထင်ငါတို့ကိုဘာလို့ဖို့ခေါ်ရလဲကတင်လို့ဖို့လေဗျာဘယ်တင်းနဲ့လုံပါလဲတင်းနုတွေနဲ့တော့မလုံရဲဘူးနော်ဆရာကြီးငါ့ကိုလုံပါကွာတင်းနုတွေနဲ့တော့မလုံရပါဘူးခဏစောင့်လိုက်ပါ တစ်တည်လာလဲပေးပါလိမ့်မယ်။မင်းသွားပြောထားလို့လား။ငါသွားမပြောထားသေးဘူးနော်။ဟိုခွေးသားတွေကတကယ်လုံမှာကွာ။ဦးလေးရလဲဗျာ။ရင်ရင်းချမ်းတဲ့ပေးထားတာ။အေးစေးစေးတောက်ပြီးတော့သာဆောက်။မကြခင်တိရလိမ့်မယ်။အေးပါကွာအေးပါ။အဲ့ဒါဆိုတို့လဲရှိရဲ့တစ်လေးတွေလိုက်စုလိုက်အောင်မယ်။သဘောပါဗျ။ကိုတောင်းကခေါင်းကိုတင်တင်ကုန်လိုက်ပြီးမောင်ဘိုးထင်အနာမှာထွက်သွားလေတယ်။အဲဒီနောက်သူကတစ်လဲမောင်းသူများနဲ့သူ့ရဲ့လက်သမားအဖွဲ့ရီစီကိုတွားလိုက်ပြီးညှိတွားလိုက်တော့တယ်။ ဆရာကြီးတပည့်ကလည်းကြောင်တောင်တောင်လေးထင်ပါတယ်။ဘာရီလုံးနေမှမသိဘူး။ဘလို့လဲကိုတောင်ရဲ့ခင်ဗျာပြောပြောနေကြဆရာကြီးတပည့်ကပေါ့ပေါ့လေးမဟုတ်ဘူးဆိုခုမှဘလို့ပြည့်ရလဲ။ငါမှန်းတာလဲလွဲတဲ့ချိန်တော့လွဲအောင်မှာပေါ့ကွာ။တက်တက်လဲမရလို့ယူသွားပြီနဲ့တူတယ်။အေးကွာဆရာကြီးငါမှဆိုပြီးယူသွားတာနေမှာ။ကိုတောင်နဲ့အပေါင်းပါရီလေးတန်တူတူနဲ့ပြောနေချိန်တယောက်တော့လဲသမားမှအိမ်ဝိုင်းထဲဝင်လာတဲ့တယ်လဲတွေကိုလက်ညှိုးထိုးပြလာပြီးအော်ပြောလိုက်ကြတယ်။ ကိုတောင်ဟိုမှာတင်လဲနေဘာလို့တာလဲမသိဘူးအေးဟုတ်တယ်ကွငါသွားမေးလိုက်အောင်မယ်ကိုတောင်က တင်လဲများအနီးသွားကြည့်တိမ်မှာတော့မြန်ကွင်းဟပ်ပတ်နဲ့တင်ဝန်းတာဝန်ခံကိုခင်မကိုတွေ့လိုက်ရလို့များစွာအံ့ဩသွားပြီးတော့ကိုခင်မခမရဘာလာလောက်တာလဲတင်လာလဲပေးရလေဆရာလေးရောဘဲရဆရာလေးနဲ့ခမကြီးရလဲကြောင်းတောင်တောင်နဲ့မေတီလားရှင်ကြောင်းနဲ့များမှားလာသလားကိုတောင်ကျုပ်တို့ကိုဆရာလေးဘိုးထင်စီသာခေါ်သွားပြီးပါ ကြံနာနောက်မှမေးဩအေးအေးဟိုတန်းလျားမှာခဏထိုင်နေကြုတ်သွားခေါ်ပြီမေကိုတောင်းကကိုခင်မောက်ပါဝင်လက်သမားတွေရဲ့မျက်နာတွေကိုစောင်းကန်းစောင်းကန်းကြည့်ရင်စောက်ထားတာအတော်ကြာနေပြီဖြစ်တဲ့အင်ကြီးကိုလိုက်လံ၍ကြည့်နေတဲ့မောင်ဘိုးထင်သာကိုတွားလိုက်တယ်ဘိုးထင်ရာဦးလေးဟိုမှာတီကွင်းရကောင်နေရောက်နေရဲ့မင်းတို့လည်းဆရာလေးရဲ့ကွတင့်လာလဲတာမဟုတ်လားအင်းမင်းသိနေရလားခမားတို့ခေါ်ထားတာအလုတ်ခိုင်းမယ်လို့ထင်နေရလား မောင်ဘိုးထင်ရဲ့စကားကြောင့်ကိုတောင်မီးတို့ပြန်ပြောင်းရမှန်းမသိဖြစ်သွားတယ်။အိမ်နောက်မောင်ဘိုးထင်ကလက်သမားစရာကိုတောင်ကိုတိတ်ချကြည့်လိုက်ပြီးတော့ကဲဦးလေးအဲဒီလူတွေကိုတိတ်ချခိုင်းပြီးပြန်ခိုင်းလိုက်။ကြုံမတွေ့ခြင်းဒီလူတွေမျက်နာမြင်ကြုံခွင့်လွတ်နိုင်မှာမဟုတ်ဘူး။ပြီးတော့ကြုံတို့လက်သမားတွေကိုသူတို့တစ်တွေပြန်ပို့ခိုင်းလိုက်။မင်းတို့မင်းနေရငါကဘလို့ပြောရမှာလဲ။ဘာမှမဖြစ်တော့ဘူးလို့သာပြောလိုက်ပါ။ကြုံနဲ့ထက်တွေ့ရင်ထက်နာလိမ့်မယ်လို့။အေးပါကွာ။ဘာရီလဲဦးမသိဘူး။ရှောက်ရှက်ခန့်နေရပါပဲ။ ဘာပဲဖြစ်ဖြစ်တစ်တွေလာပြန်လဲပြရတော့သေးရဲ့ငါလည်းဆရာကြီးအပြောမခံရတော့ဘူးကိုတောင်းကမိသည့်ကိစ္စဖြစ်ပါစေဂီယူမဆိုင်အားတော့ပဲအကြောင်းကသူ့အပြစ်ကင်းလို့သွားပြီဖြစ်တာကြောင့်ဖြစ်တယ်အဲဒီနောက်သူကတင်ဝန်းမှကိုခင်မောင်တို့ထံပြန်သွားလိုက်ပြီးတော့ကိုခင်မောင်တစ်တွေချတော့ဆရာကြီးကဘာပြောလဲဘာမှမဖြစ်တော့ဘူးလို့ပဲပြောတယ်ကျုပ်လူကိုယ်တိုင်တွေ့ပြီးတောင်းမှတ်မရစေပြောလိုက်သေးရဲ့ထက်တွေ့ရင်ထက်နာမဲတဲ့။ညာအဲ့ဒါဆိုရင်တော့ကြုံမတွေ့ရဲတော့ပါဘူး။ဟဲ့ကောင်လေး တစ်တေမြ мян ချဟကိုကေမောင်မသူ့ရဲ့အလုံသမားတွေကိုလဲပေါ်ရှိတစ်တေကိုခက်မြန်မြန်ပြီးချခိုင်းလိုက်ပြီးတော့သူကိုယ်တိုင်ပဲတစ်ချောင်းတွေကိုကူချနေရတယ်အချောင်းကတော့နောက်ထပ်တစ်ကြိမ်၆ချောင်းဝယ်ပြည့်ရတဲ့နဲ့မကြုံချင်၍ဖြစ်ပါတော့တယ်ဦးအုံးရဲ့နေအိမ်မှာဖိုးထွေးတာရတာအေးနဲ့ပေတူတို့ရောက်ရှိနေကြတယ်သူတို့ကတန်းလျားမှာထိုင်သူအားထိုင်မြေပြင်မှာထိုင်သူအားထိုင်နဲ့သူတို့မောင်ဘိုးထင်ကိုမကြင်မနက်ဖြစ်ရတဲ့အကြောင်းကိုဦးအောင်နဲ့ဧည့်သည်ဖြစ်သူဆရာထူးတို့ကိုပြောပြနေရတယ် ဘာကြီးရောခမောင်မွေးစားတာကျုံတဲ့ပေတူကိုစကားမပြောနိုင်အောင်လုပ်တယ်။အဲ့လောက်တောင်မဲ့လား။ဟုတ်တယ်။ပြီးတော့ကျုပ်တို့ကိုလည်းအော်တယ်ဗျ။ဦးအောင်ကမောင်ပိုးထင်အကြောင်းပြောပြနေရဲ့ပေတူနဲ့တာအီတို့စကားတွေကိုမယုံနိုင်အောင်ဖြစ်လို့နေတယ်။တကြိမ်မြပင်တာမန်လူတွေကိုထိခိုက်အောင်မလုပ်ဘူးတဲ့မောင်ပိုးထင်ကသူ့ရဲ့အရင်နှီးဆုံးတငယ်ချင်းတယောက်ကိုအာဆေးထဲလိုက်တယ်ဆိုတာရုံရံအတော်ခက်ခဲလာပြီးရဲ့ဦးအောင်နေနဲ့အကယ်၍သာဖိုးတွင်းနဲ့တာယာတို့မှမဟုတ်ပဲ။ ပေတူးနဲ့တာအီရိုနှစ်ယောက်ကသာသူ့စကားကိုပြောလာခဲ့ရင်ယုံလိမ့်မှာမဟုတ်ပေ။ကုတော်ဘိုးတွင်းနဲ့တာယာကမောက်ဘိုးတွင်အကြောင်းပြောပြ၍မျက်လုံးပြူးသွားတဲ့အတိအံ့ဩမြင်တန်နေတယ်။ဟုတ်တယ်ဦးအောင်ပေတူးနဲ့တာအီပြောတာအမှန်ပဲ။ကျိုးတို့နှစ်ယောက်တော့အတော်အံ့ဩရတယ်။ဘိုးတွင်တော်တော်အချိုးပြောင်းသွားပြီ။ဟုတ်ရဲ့လားကွာ။ငါကောင်လေးကအဲ့လိုမဟုတ်ပါဘူး။သူဒီနေ့ဦးအောင်စီလာမယ်ပြောတယ်။မလာဘူးမို့လား။မလာဘူးကွ။အဲ့ဒါကိုပဲကြည့်လေဗျာ။ကျုပ်စိတ်ထဲမှာ သူတို့ရန်သူဥွေလာပဲရှိရတယ်။ဒီကောင်းလေးနှကောင်ကဥွေလာမကောင်းကြောင်ပြောလို့သူကလှုပ်ထက်လိုက်တာအတန်အုံမထွက်တော့ဘူး။ပိုထွေးတို့ရဲ့ပြောစကားကိုတစ်ချိန်လုံးညိန်ပြီးနားထောင်နေတဲ့ဆရာသူကခေါင်းကိုညိန်လိုက်ပြီးသူနဲ့မျက်နှာချင်းဆိုင်တန်းလျာမှာထိုင်နေတဲ့ဥုံကိုကြည့်၍စကားဆူလေတယ်။ဥုံခမရသားတပည့်ကတဲလဲစွာပါလားဗျ။ကြည်ရနဲ့အာဆေးရောက်ထဲလို့ရတယ်ဆိုတော့လေ။ကြောက်လဲအံ့ဩနေတာ။အရင်ကအစင်းရင်ဘာမှပဲတိုက်တက်တာ။အခုလိုမျက်လုံးနဲ့ကြည့်ရုံနဲ့ဘာမှမဖြစ်ဘူး။ ခမားကောင်ကတော့ပညာတွေယူနေပြီတင်တယ်။ကောင်လေးကအရေးချင်းတော့မစိုးဘူးပဲ။ဒီကောင်ကတကယ်တော်တဲ့ကောင်မှာကျုပ်ကိုလာမတွေ့ပဲရောမနေပါဘူး။လာတော့တွေ့မှာပဲ။ခမားကခမားတပည့်ကိုစိတ်မကုံသေးဘူးလား။ဒီကောင်လေးရဲ့ပြောပုံရဆိုအဲ့ကောင်ဥဝေလာရဲ့ဘက်တော်သားဖြစ်သွားတာသိကြပြီ။ကျုပ်ကတော့ကိုယ်တိုင်စံသက်ပြီးမှလက်ခံနိုင်မယ်ဗျာ။ဥုံကတားတယောက်နဲ့ချစ်ခင်ရတဲ့မောင်ဘိုးတင်အနေနဲ့အခုလိုမျိုးပြုတ်မှုလိမ့်မယ်လို့လုံးဝမတင်ထားခြင်း။အိနာဥုံတယောက် မြည်သည့်စကားမှမပြောဘဲညိတ်သက်လို့နေတယ်။ထို့အချင်းရာကိုတတိထားမိရဲ့တာရာကဦးအောင်ကိုတေးချကြည့်ပြီးစကားဆိုလိုက်တယ်။ဦးအောင်ကဘာတွေမျောလင့်နေရလဲ။ခမားကခုလိုလုံးမမဟုတ်ဘူးလို့ထင်နေရလား။ဘိုးထင်ဆိုတဲ့ကောင်ကရွှေရည်ငွေတွေသာမမတ်တာပညာတော့မတ်တယ်။ခမားဦးဝေလာကိုရှုံးမိကြတဲ့ရဒီကောင်ဦးဝေလာစီမှာတပည့်ခံမှုတွေးလိုက်တာနေမှာပေါ့။တော်တော်ညံ့များတဲ့ကောင်။ဟုတ်တယ်။ဘိုးထင်ကအပြောဆိုတွေပါပြောင်းသွားတယ်။ကြည့်ရတာမိစ္ဆာတစ်ခေါက်လိုပဲ။ကျုပ်ကတော့လူတယောက်ကို ရဲရဲဆက်ဆက်တက်ရဲတဲ့သူနဲ့ပေါင်းနေရဲကောင်ကလူကောင်းတော့ပြန်မဖြစ်နိုင်တော့ဘူးလို့ထင်တယ်။ဘိုးထင်အောင်အဲ့လောက်တောင်စိုးနေပြီလား။သူကိစ္စတစ်ခုရှိလို့စုံစမ်းနေရောမဖြစ်နိုင်ဘူးလား။ဟာဗျာ။ဥအုံးစကားတိတ်ပြီးပြားဆက်ဆန်တာပဲ။ဘိုးထင်အောင်ဥဝေလာတပည့်ဖြစ်ရတာကိုကျေနပ်နေပုံပဲဗျ။သူတောက်ခွဲကြည့်ရနေသိရဲ့။ပြောမရဘူး။နောက်ဆိုဥဝေလာလူသက်ထားတာတည်းရဲ့ကျုပ်တို့ကလာပြီးနှုတ်ပိတ်ရင်ပိတ်မှာ။ဖိုးတူရဲ့စကားကြောင့်ပေတူးနဲ့တာအီအတော့ထိတ်လန့်သွားမိရဲ့။ သူတို့ထို့သို့တကားမှမတွေးမိပေ။သို့ပေမဲ့ဖိုးတွေးပြောသလိုမဖြစ်နိုင်ဘူးလို့ဆိုလို့မရနိုင်ပေ။အဲဒါကြောင့်သူတို့နှစ်ယောက်မှကြောက်လန့်လာပြီးတော့ဟုတ်တယ်။ကျုပ်တို့ဘိုးထင်ကိုကြောက်တယ်။ကျုပ်တို့နှစ်ယောက်ကိုလာတက်ရင်တက်မှာ။ကိုဖိုးထင်ခမားတို့အိမ်ကိုလိုက်လာနေမယ်နော်။ဟာမဖြစ်နိုင်ဘူးတင်နေ။ငါအဘကြောင့်လဲမင်းအတိရဲ့သားနဲ့မရဘူးဗျ။ခမားအဘယူရွာလူကြီးကိုကျုပ်တို့လိုက်ပြောမယ်။ရွာလူကြီးအိမ်ဆိုတော့ဒီကောင်မလာရဲတော့ပါဘူး။ အဲ့လောက်လည်းမကြောက်ကြစမ်းပါနဲ့ကွာမင်းတို့ကလည်းမင်းတို့သာအားလိုက်မချောင်နဲ့ဥွေလာလူတက်တာဘသူ့ကိုမှရှောက်မပြောနဲ့ကြားလာတရင်ကြိုင်းတော့ဘိုးတင်ငါတို့ကိုလာတက်ရည်တက်မှာမင်းတို့ကိုယ်တိုင်ကြုံခဲ့ရတာပဲမဟုတ်ဘူးလားဘိုးတွေးရဲ့စကားကြောင့်ပေတူးနဲ့တာအီတို့ကပိုရေးကြောက်လာပြီးမောင်ဘိုးတင်နဲ့နောက်ထပ်မပတ်သက်ဖို့ကိုဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်ဥွေလာပြန်ရောက်လာပြီးမှမောင်ဘိုးတီတယောက်နေ့နေ့စာအချိန်ပင်ဖြစ်နေကစားပေပင်ရွာကိုသွားဖို့ပြင်ဆင်လိုက်တယ် ဦးဝေလာမှာနောက်တနေ့မနက်မှသာသွားဖို့ပြောပေမဲ့သူ့လက်မခံပေဘိုးတင်မင်းကွာညာကြီးမိုးကြောင့်မနက်မိုးလေးမှသွားပါလားရတယ်ဆရာကြီးညာရင်းချင်းပဲသွားလိုက်တော့မယ်อืมမင်းလည်းငါကြောင့်မင်းအပေါင်းအသင်းနဲ့အမြင်ဆောင်တာခံနေရပြီကွာရွှေရီကိုယူပြီးမင်းလိုအပ်တဲ့နေရာတွေမှာဆက်ပြီးကူညီပေးပါကွာမင်းကိုပေးထားတဲ့အယုံနဲ့ငါ့ကိုအဆုံးစီရင်လိုက်ပါတော့ဆရာကြီးရလဲဗျာပေါက်ကေးရပြောတော့မယ်ကျုပ်တို့လူတွေကိုကူညီရအောင်မယ်လေဆရာကြီးတေးလို့မဖြစ်သေးဘူး ဘိုးတင်ငါတခါတခါတွေးမိရဲ့တိတာမင်းကိုခေါ်တာကငါအတ္တများကြီးနေမိပြီလားလို့ပေါ့မဆိုင်ပါဘူးဗျာဆရာကြီးရဲ့စည်ရင်းမှန်ကိုကြုတ်တိနေရပဲကြုတ်ကလည်းဆရာကြီးခေါ်လို့နေနေရမဟုတ်ပါဘူးဆရာကြီးရဲ့လောက်ရကိုသဘောကျလို့သာတပည့်ဖြစ်နေနေတာပါဗျအင်းချွေဦးရေရရွှေရေမြ мян ကုံးမအီးမယ်ကဲကဲတားမရရင်လည်းပြန်ပြီးတော့မင်းပြန်လာခြင်းတဲ့ချိန်မှသာပြန်လာကွာငါရွှေရေကုံးရင်မင်းရောအကြောင်းကြားလိုက်မယ် ငါတရေဘောမကြောက်ဘူးဆိုရင်တော့မင်းအကူညီမလိုပါဘူး။မောင်ဘိုးတင်ဟာဥဝေလာကိုနှုတ်ဆက်ပြီးနောက်ပေပင်ရွာကိုပြန်သွားလိမ့်ရဲ့။ရန်တရှောင်းမှာဥဝေလာအကြောင်းကိုပေတူ၊တာအေ၊ဖိုးထွေ၊တာယာနဲ့ဦးအောင်တို့ကိုပြောပြမယ်လို့တွေးထားတယ်။ဥဝေလာအကြောင်းကိုအလုံးစုံသိရင်ဖြင့်သူ့ကိုအားလုံးကနားလည်နိုင်နိုင်မယ်လို့တွေးမိလိမ့်ရဲ့။အဲဒီလိုနဲ့ညာကြီးမင်းကြီးလမ်းလျှောက်လာရာညာအချိန်မတော်မှပေပင်ရွာကိုရောက်လာခဲ့တယ်။အိမ်နာမောင်ဘိုးတင်ဟာရွာထဲမှာဦးအောင်ရဲ့နေအိမ်ကိုတက်မသွားသေးပဲ။ ူရဲ့အိမ်ကိုအရင်ဝင်မယ်လို့ဆုံးဖြတ်လိုက်တယ်။အချိန်မရှိရတာကြောင့်ဦးအောင်အေးရေးပြတ်သွားမှအောင်ဆိုးလို့ဖြစ်ပါတယ်။အဲဒီလိုတွေးပြီးသူ့ရဲ့ချန်ကျဲကြီးရဲ့ဝင်လာလိုက်တယ်။အိမ်နာအိမ်လေးကိုကြည့်လိုက်ပြီးအတန်ခက်တိုးတိုးနဲ့တယောက်တည်းရေယူလိုက်ကြတယ်။ဟိုနှကောင်ကတော့အိမ်နေလောက်ပြီးဒီကောင်လေးကိုနှိုးရမယ်။မောင်ပိုးတင်ဟာတူးတူးပြောပြီးအိမ်လေးပေါ်တက်သွားကသူတို့သုံးယောက်အိမ်နေရနေရကိုလက်နဲ့ဆမ်းလိုက်ပြီးခက်တိုးတိုးအတန်ပြူလေးတယ်။ပေတူတအေးဟိတ်ကောင်နေထငါပြန်လာပြီ ဟဲ့ကောင်လေးမောင်ဘိုးတင်မောင်မဲနေတဲ့အိမ်လေးကိုလက်နဲ့ဆန်းလိုက်ရအိမ်လေးပေါ်မှာမိသူတဦးတယောက်မှရှိမနေပါအဲ့ဒါကြောင့်မောင်ဘိုးတင်ကမိခွန်းနဲ့မိကျစ်ထားတဲ့နေရာကိုလိုက်ဆန်းပြီးတေသားမိကျစ်လေးကိုချဲလိုက်ကရင်းနယ်စင်မိခွန်းလေးကိုထုံးလိုက်တယ်ရင်းနယ်စင်မိခွန်းရဲ့အနည်းရောက်ကြောင့်အိမ်လေးထဲမှာအရာအလုံးကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရလေတယ်အိမ်ပေါ်မှာတာအေးနဲ့ပေတူတို့ရဲ့ပစုနဲ့အဝေစားခန့်နွမ်းနွမ်းတို့ကိုမတွေ့ရလို့အညာဆောင်နဲ့လဲမှုထည့်ထားတဲ့ ်ခေါင်းအုပ်ခန့်နွမ်းနွမ်းလေးတွေကိုမတွေ့ရတော့ပေ။မောင်ဘိုးတင်တယောက်ရေနံစီမီခွက်ကိုကိုင်းပြီးကြောက်ငင်းနေမိရဲ့။အိမ်နောင်နှုတ်မှလည်းတယောက်တည်းစကားပြောလိုက်မိရဲ့။ပေတူးနဲ့တာရင်ငှိုက်မောကဆင်းသွားလား။ဒီကောင်နေငှောက်မုန်းသွားပြီထင်တယ်။မောင်ဘိုးတင်တယောက်တယောက်တည်းတူတူပြောပြီးမိခွက်ကိုကိုင်းကငှိုင်းနေရော်တယ်။သူရဲ့စိတ်ထဲမှာတော့ညီကုံရင်ဘက်မှာနေခဲ့ကြတဲ့ပေတူးနဲ့တာအီမှာအเจ้าမရှိပဲသူရဲ့အိမ်မှာပြောင်းသွားမှာမဟုတ်ချေလွန်ခဲ့တဲ့ရက်ကဥဝေလာကို လူသက်သမားလို့ကျေနော်စွာပြောလာတာကြောင့်သူ့ရဲ့ပညာနဲ့အာဇီးထဲနိုင်မိရဲ့တို့ရောင်စိတ်နာပြီးအခုလိုအိမ်ပေါ်မှာဆင်းသွားခြင်းဖြစ်နိုင်မိရဲ့တို့နည်းကသူ့အနေနဲ့ထို့သူမပြုလုပ်လို့မဖြစ်ချေတခြားသူတွေကြားသွားပါကတေလူဖြစ်နေတဲ့ဥဝေလာအနေဖြင့်နမေကုံတရင်မေးမိမိသူတပားရဲ့ပြစ်တင်ပြောဆိုခြင်းကိုခံရမဲ့အရေးကိုရှေ့ရှုပြီးတော့ပြုလုပ်လိုက်ခြင်းသာဖြစ်ပါတယ်ဥဝေလာရဲ့မကောင်းမှုကိုသူပြန်ပြီးဆက်ရမှာဟုတ်သိရဲ့သူ့ပြင်မဲ့အများအတွက်အကျိုးပြုနေတဲ့သူတယောက်ကို ဘာမှအရေးမပါတဲ့ကိစ္စနဲ့ရောပြုတ်လဲမခံနိုင်အိနာမောင်ဘိုးထင်ကဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်ထိုဆုံးဖြတ်ချက်ကတခြားမဟုတ်သူ့ကိုဘယ်သူမှမခေါ်လဲအရေးမဟုတ် အများအတွက်အကျိုးပြုနေတဲ့ဥွေလာနေတာဆက်လက်လက်တွဲတော့မယ်လို့ဖြစ်ပါလိမ့်တယ်မောင်ဘိုးထင်တရားအချိန်မတော်မှရောက်သွားတာကြောင့်သူ့ရဲ့အိမ်လေးမှာကြုံတယ်လို့အိတ်လိုက်ပြီးမိုးစစ်စင်လေးမှာနူးလာလိမ့်ရဲ့သူအိမ်ရနိုးကျဲအိမ်ကိုပြောင်းရောင်းနေအောင်အမှတ်ရသွားပြီးတော့သူ့ရဲ့ဘေးဘီဝဲရကိုလက်နဲ့ဆမ်းပြီး ပေတူးနဲ့တာအေးကိုနှူးဖို့ပြင်သေးတယ်။ဒါမဲ့တငယ်ချင်းနှစ်ယောက်မှာသူ့အိမ်မှာဆင်းသွားတာကိုချက်ချင်းအမှတ်ရသွားပြီးတပြင်းကိုခြားကအိယာမထလိုက်နေရဲ့။အိနောင်မျက်နှာအသစ်ပလုတ်ကျင်းလိုက်ပြီးအိဝိုင်းထဲကိုလှဲ့ပတ်ကြည့်ရှုနေလေတယ်။အိနောင်အိဝိုင်းဘေးရှိလှဲလန်းကိုကြည့်လိုက်ရသူ့ကိုမြင်သွားတဲ့ပေပင်ရွာသားတို့ကကောင်းမှုစွာနှုတ်ဆက်လာကြလို့ဝမ်းပန်းတသာတော့ရှိသွားတယ်။ဘိုးတင်မင်းပြန်ရောက်နေရလား။ဟုတ်တယ်ဗျ။ဘလို့လဲ။ကြံကင်းနေကောင်းရဲ့လား။ကောင်းပါလေကွာ။ ြံပွားစားချိန်ငါစီလာယူဖို့တင်ငါကြံပွားဆန်းလုံးကြည့်ထားတယ်။ဟုတ်ကဲ့ကိုကြီးမြ။ပေပင်ရွာသားတွေကတောင်ရဲသွားတဲ့အခါမောင်ဘိုးထွေရဲ့အိမ်လေးပိရှိလမ်းမှာပြတ်တန်းသွားရတယ်။အဲဒါကြောင့်သူ့ကိုမြင်သွားပြီးနှုတ်ဆက်နေခြင်းဖြစ်တယ်။မြည်သည်ကိစ္စများမသိရဲ့ရွာသားတွေကသူ့ကိုအခင်မေမပြတ်ကြပဲဘိုးထွေကအိမ်ဝိုင်းပိရှိလမ်းကိုဆက်ကြည့်နေမိစဉ်လက်တစီနဲ့တူဖိုးထွေတာအေးနဲ့ပေတူးကိုလှမ်းမြင်လာရတယ်။မောင်ဘိုးထွေကဖိုးထွေကို ခန္ဓာလန်းကပင်လန်းလန်းပြပြီးနှုတ်ဆက်မယ်ပြုပေမဲ့သူတို့ကဘူးတင်ကိုမြင်တာနဲ့လှဲကိုပင်ချက်ချင်းပြန်လှည့်ပြီးမောင်းထွက်သွားတော့တယ်။မောင်ဘူးတင်ရဲ့ပြုံးနေရဲ့မျက်နှာကချက်ချင်းတွေးငေးသွားတော့တယ်။စိတ်ထဲမှာလည်းစိတ်မကောင်းကြီးစွာတော့ဖြစ်မိရဲ့။သူ့ကိုမြင်တွေ့ရတာနဲ့ပင်မကောင်းဆုံးအတကောင်ကိုတွေးမြင်ရသည်နဲ့လှဲကိုချက်ချင်းပြန်လှည့်မောင်းသွားကြတယ်။ဒါပေမဲ့စိတ်တက်ခိုင်မာတဲ့မောင်ဘူးတင်ကမချီပြုံးတာပြုံးရနေတော့တယ်။လှဲကိုချက်ချင်းပြန်လှည့်လာတဲ့ဖိုးထွေးမှာ သူတို့ကိုငေးကြည့်ရင်ကြံနေရဲ့မောက်ဘိုးထင်ကိုပြန်လဲကြည့်လိုက်ရင်သူနဘေးမှပေတူးနဲ့တာအီကိုစကားဆိုလိုက်တယ်။ပေတူးနဲ့တာအီတို့တွေလောက်ရက်တည်းမကောင်းဖြစ်သွားလား။မင်းတို့မခေါ်ကြရင်တော့လမ်းမှာတွေ့တာတော့နှုတ်ဆက်တဲ့။ဟာကိုဖိုးထွေးရလဲဗျာ။ခင်ဗျားကဘာမှမခံခဲ့ရတော့ဘာမှမဖြစ်ဘူးပေါ့။ကျုပ်တို့ကကိုရိုက်ခံခဲ့ရတာဗျ။ဟုတ်တယ်။ကျုပ်လည်းသူနဲ့မျက်နှာချင်းမဆိုင်ခြင်းဘူး။အမှန်ပြောရရင်ကြည့်ကိုမကြည့်ခြင်းတော့လား။ ဘိုးတင်ဟာမင်းတို့နှစ်ယောက်နဲ့အခင်ဆုံးတငယ်ချင်းနေလေကွာအဲ့ဒါအရင်ကဘိုးတင်ဘာကြီးအုပ်ရဲ့မွေးစားသားဘိုးတင်အခုကလူသက်သမားဝီလာရဲ့တပည့်ဘိုးတင်လေမတူတော့ဘူးမင်းတို့ကငါတို့မသိသေးတဲ့အကြောင်းတွေရှိနေလို့များလားမရှိပါဘူးဗျာဒီကောင်ကပညာမဲ့သွားတာဗျခင်ဗျားလည်းလက်တွေ့မြင်နေရပဲဦးသူတို့ပြောရလဲမှန်တယ်လို့ဖူးထွေးတွေးမိပြန်တယ်တလဲကုန်းရအောင်သွားစင်ကသူလဲပါသွားတာအောင်ဘာပဲဖြစ်ဖြစ် ်လွမ်းနာရင်အနာနဲ့မေးရမယ်လို့တွေးလိုက်မိရဲ့ဒါအပြင်ပေတူးနဲ့တာအိမ်မှာလည်းအမှန်တကယ်ကိုမောင်ဘိုးထင်ကိုကြောက်လန့်လို့နေတယ်သူတို့ရဲ့စိတ်ထဲမှာဥဝေလာရဲ့အတွင်းကြီးကိုသိရဲ့သူတို့နှစ်ယောက်ကိုနှုတ်ပိတ်မအောင်စိုးရိမ်နေကြပြီမောင်ဘိုးထင်ရဲ့မြင်ကွင်းမှာပဲမနေဝင်ကြတော့ပြီမောင်ဘိုးထင်ကရွာလယ်လမ်းတိုင်းဥအုပ်ရဲ့နေအိမ်ကိုသွားနေရဲ့လမ်းမှာတွေ့ရတဲ့ရွာသားတွေကမောင်ဘိုးထင်ကိုနှုတ်ဆက်ကြတယ်အဲ့ဒီတည်းမှာရွာလူကြီးလဲပါဝင်ပါတယ်ဘိုးထင်မင်းပြန်ရောက်နေပြီလားကွာ ဟုတ်ကဲ့ပါကြီးပြန်ရောက်ပါပြီမင်းကောင်နှကောင်နဲ့ဘာဖြစ်တာတော့ငါအိမ်မှာရောက်နေကြတယ်မင်းတို့ချင်းရန်ဖြစ်ထားတာလားမဖြစ်ထားပါဘူးဗျအေးဖြစ်ထားရင်လေတဲတဲရှူရှူအမြန်နေကြကွာညီကိုချင်းနေပဲမဟုတ်လားဟုတ်ကဲ့ပါပါကြီးအေးအေးမင်းအခုပဲသွားမှလဲအဘအိမ်သွားမှာဩအေးမင်းမလည်းပြန်ရောက်နေပြီငါလည်းမင်းမစီသွားမယ်သွားမယ်နဲ့မသွားဖြစ်သေးဘူးကဲကဲမင်းလည်းသွားစရာရှိရသွားမင်းမကိုပြောလိုက်အောင်ငါလည်းလာခဲ့အောင်မယ်လို့ ဟုတ်ကဲ့ပါ යි ကျုပ်သွားပြီဗျမောင်ဘိုးတင်ဟာရွာလူကြီးကိုနှုတ်ဆက်ကဦးအောင်ရဲ့အိမ်ကိုရောက်သွားလေရဲ့ညမကြတဲ့အချိန်မှာတော့ဦးအောင်ရဲ့အိမ်ဝိုင်းထဲကိုရောက်လာလေရဲ့အိမ်ဝိုင်းထဲကိုရောက်တဲ့အခါသူနဲ့မျက်နှာစိဖြစ်တဲ့စီယာထူးကိုသာတွေ့လိုက်ရတယ်အဖမျိုးအဖကောက်လင်းမင်းဦးအောင်ကိုခေါ်နေရလားဟုတ်တယ်လေခင်ဗျားကဘသူတော့ငါဦးအောင်ရဲ့မိတ်ဆွေပါမင်းကဘသူတော့ကျုပ်ကဘိုးတင်ပဲဩအေးဘိုးတင် လာထိုင်ရောမင်းပါဟင်းစားသွားဝဲတယ်ခမားနာမည်ဘသူတော့ငါနာမည်ဆရာထူးရဲကွဘာလဲစေးစီရလားခမားယုံကစေးစီရနဲ့မတူတမျိုးပဲဟောဗျာလုံစမ်းမအောင်မင်းစိတ်တဲထင်တာဘာနဲ့တူတော့ခမားကြည့်ရတာဆရာရောဆရာပဲအေးဘာဆရာလို့ထင်လဲစူစမ်းမအောင်ကွစိတ်တဲရှိရဲ့အတိုင်းပြောရရင်တော့ဇက်ဆရာလို့လို့ညလဲဆရာလို့လို့ပဲအဲ့နှစ်ခုတွေကတခုခုပဲပြောရမယ်ကွာ ငါဥပဒေရောက်ကအဲ့လောက်တောင်ဖြစ်နေပြီလားခမားနှက်ခမ်းမွေးတွေကပြောနေရလေစုတ်ချွန်းချွန်းနဲ့ဆရာတူသဘောကျစွာတစ်ချက်ယူမိလိုက်တယ်ကောင်းလင်းငါအထက်လန်းဆရာတယောက်နဲ့မတူဘူးလားဘာလဲခမားကိုခမားအထက်လန်းဆရာလို့ဆိုကျင်တာလားမင်းအဲ့လိုမထင်ဘူးလားခမားရောက်ကတီ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 မှမဟုတ်တာထင်စရာလားအေးပါကွာအေးပါမင်းနဲ့တွေ့မှပဲငါလည်းရစရာမရှိရအောင်ပြောခံရတော့တယ်မောင်ဘိုးထင်တဲ့ဆရာတူတို့က ဦးဝုံးကိုစောင့်ဆိုင်ရေးစကားပြောနေကြတယ်။ဆရာတူရဲ့စိတ်ထဲမှာတော့ဦးဝုံးတယောက်သူ့ရဲ့သားတပည်မောင်ဘိုးတင်ကိုတန်ရုံးစင်ဖြစ်နေတာမတူးဆန်းလို့မှတ်ချက်ပြုလိုက်တယ်။တနာကမာရုပ်လေးနဲ့ခွန်းတုပ်ပြန်တက်ပြီးအလိုက်တီလို့နဲ့မောင်ဘိုးတင်ကရင်နွေးချမ်းအင်းနေပြီဖြစ်တာကြောင့်သွားနှွေးနေပြီးအမီးဆောင်ကောင်းမေးပြုလုပ်ပေးနေရတယ်။အဘလူကတော့ကြုံမရှိရနဲ့ဖြစ်ချင်တာဖြစ်နေရတယ်။ဟိတ်ကောင်လေးရင်နွေးသွားခက်တာတပြေးတောက်တောက်နဲ့ဘာဖြစ်နေရလဲ။ဘာဖြစ်ရမှာလဲဗျ။အိမ်ထဲမှာလည်းရှုပ်ပွားနေရပါပဲ။ အဘပြန်လာတာနှစ်ရက်သုံးရက်ရှိပြီ ခုထိဘာမှမရှင်းလို့ရသေးဘူးအောင်လန်းစရာအိမ်ဆိုပြီးအများကဲရဲ့အောင်လုံနေသလားတော့ထင်ရတယ်ကောင်းလေမင်းကဥဝေလာစီမှာနေရဲဆိုဟုတ်တယ်လေခမားနဲ့ဆိုင်လို့လားမင်းကဘာလို့စိတ်တူနေရလဲငါဥဝေလာနာမည်ပဲပြောရသေးရဲ့ခမားကဘာကြောင့်သူ့နာမည်ပြောရလဲနာမည်လေးပြောရုံနဲ့တင်မင်းကဘာလို့အဲ့လိုဖြစ်ပြက်နေရတာလဲဟုတ်ပြီ ခမားပြောချင်တယ်လို့သာပြောတော့ကောင်းလေမင်းအမြင်မှန်ရလာပြီပဲ တခုလောက်မေးပြစေငါတရိုရောက်နေတာဘာကိစ္စလို့ထင်လဲဘာကိစ္စဖြစ်ဖြစ်ကျုံနဲ့ရောဆိုင်မယ်မထင်ဘူးမင်းဘာလို့အဲ့လိုပြောရလဲကျုံနဲ့ဆိုင်စရာမှမရှိအောင်음တကယ်လို့ဥဝေလာနဲ့မပတ်သက်ဘူးဆိုရင်မင်းပြောတာပြစ်ကောင်းဖြစ်နိုင်တဲ့အကောင့်လေဘာကိစ္စဥဝေလာပါလာရတာလဲငါမင်းပါမနိုင်ခဲ့တဲ့ဥဝေလာကိုတိုက်ဖို့လာခဲ့တဲ့သူမဟုတ်လို့ပေါ့ကွာဘာပြမောင်ဘိုးတင်ရဲ့အတန်ကကျေလောင်စွာထွက်ပေါ်ပြီးနောက်ဒေါသထွက်သွားကား ဇပွဲကောင်လက်သီးနဲ့ထုနိုင်မိရဲ့ကောက်လေငါမင်းရဲ့ဥဝေလာကိုတတ်တော်မှာကွသူရဲ့အာဟုတို့တွေအကျိုးရအောင်လို့ငါလှုပ်တော်မှာဟဲ့လူအကြောင်းစုံမသိပဲလူတယောက်ကိုဘာလို့ရမ်းလို့နေရလဲဟဲ့ကောင်ကငါဘာလို့အကြောင်းစုံမသိရမှာလဲမင်းစရာဥုံကိုတွေးရနေတီလှုပ်တယ်ပြီးတော့ဖိုးသူတော်ဥမဲဆိုတဲ့သူကိုလည်းတတ်တယ်ငါတိရဲ့သူ့ကြောင့်ကမစုံသေးဘူးလားဟဲ့လူခင်ဗျားလှုပ်ချင်တိုင်းလှုပ်လို့ရမယ်ထင်နေလားခင်ဗျားပညာမတောင်းတစ်ခေါက်လုံးနဲ့ ကျုပ်စီရိုင်းမပြောနဲ့ကျုပ်ကိုယ်တော်နိုင်မယ်ထင်လို့လားမာဘိုးထင်ရပြောပြောဆိုဆိုနှုတ်မမန္တန်တပုတ်ကိုခတ်တိုးတိုးရည်ရွယ်လိုက်ချိန်နေကင်းကြောက်တော်အချိန်မှာပဲမိုးရေချက်ချင်းအုပ်ဆိုင်လာပြီးဥအုပ်ရဲ့အိမ်ကြီးပေါ်နဲ့အိမ်ဝိုင်းထဲမှာတစ်ပင်နေရလေးမတိုက်ပဲတဝိုးဝိုးလှုပ်ခတ်လာလေရဲ့ထိုချင်းအောင်မြင်တဲ့ဆရာသူကမေပြုံးတစ်ချက်ပြုံးလိုက်ကသူ့ရဲ့လက်ဝါးနဲ့စပွဲခုံကိုခက်ကြံကြံရိုက်ပုတ်လိုက်ရရင်ရွေးအိုးနဲ့အမီးပကံတွေမှောက်ကြကုန်ကအတော့ဖီယိုဖီရဲ့ဖြစ်လို့သွားတယ် ဒါအပြင်မှောင်မဲနေရဲ့မူးသားတိမ်တိုက်တရရှင်းလင်းသွားသလိုတဝုံဝုံလှုပ်ခတ်နေတဲ့တစ်ပင်နေနဲ့ဝုံနိုင်ကျဲနေရဲ့ဥအုပ်ရဲ့အိမ်ပေါ်မှာအရာဝတ္ထုတွေလုံးဝငြိမ်သက်လို့သွားတော့တယ်။ထို့ချင်းရာကြောင့်မောင်ဘိုးထင်ကမျက်နှာပြည့်ဝင်သွားပြီးနောက်ထပ်မန္တန်ယူမယ်ကြံစဉ်ဆရာတူဟာသူ့ရဲ့လက်ကိုမောင်ဘိုးထင်ရဲ့လက်ဘင်းကိုညှစ်ဟန်ပြူလိုက်ရာ မောင်ဘိုးထင်တယောက်သူ့ရဲ့လက်ဘင်းကိုလက်နဲ့ပြန်လဲဆုပ်ကိုင်ကအသက်ရှူကြက်နေရော်လေ။ကောက်လေမင်းကိုလှုပ်ဝဲချက်တစ်ခုပြောပြမယ်။ ငါဒီကိုဘာလို့လိုက်လာလဲသိလားဝေလာစီယာရွှေအိုးကိုလူကျင်လို့ပဲကွဝေလာကိုတတ်မယ်ပြီးရင်ရွှေအိုးကိုယူမယ်မင်းဘာလူနှုံလူအကြီးကငါ့ကိုသူ့တော်ကောင်းလို့ထင်နေရကွကဲကောက်လေမင်းကတော့တကောင်ကျက်ဘဝနဲ့သွားပြီဝေလာလဲတည်တော်မှာဥုံကလည်းမင်းကိုလက်ခံမှာမဟုတ်ဘူးပြီးတော့မင်းခင်နာပါကြီးရဲ့ဆိုတဲ့ကောင်းကြီးကလည်းမင်းကိုစွန့်ခွာသွားပြီကဲကောက်လေမင်းဘလို့ဆက်လုံးမှာလဲမောင်ဘိုးတင်ကအကြံသမားစီအာသူကို အသက်ရှူကြက်ပြီး ဝေဒနာကိုပြင်းထန်စွာခံစားနေရတဲ့ကြားကဒေါသထွက်နေရဲ့မျက်လုံးနေနဲ့ကြည်နေရတယ်။ကောင်းလေမင်းတို့အခွင့်အရေးတစ်ခုပေးမယ်။ငါနောက်လိုက်ပြီးငါတပည့်လုပ်မလားအသေးခံမလား။ငါနဲ့လိုက်မယ်ဆိုမင်းခေါင်းညှိလို့ရတယ်။ခေါင်းလေးသာညှိလိုက်။ဆရာတူကမောင်ဘိုးထင်ကိုရွေးချယ်စရာပေးလာလေတယ်။သူ့ရဲ့စိတ်ထဲထင်ထားတာမောင်ဘိုးထင်ကပညာရီကိုအလိုရမတ်ကြီးရဲ့ကောင်းလေးဖြစ်ရာသူ့ရဲ့ပညာရီကိုလူကျင်မိမယ်လို့တထေးချတွေးထားပြီးခေါင်းညှိလိုက်မယ်လို့မျှော်လင့်ထားတယ်။ သို့ပေမဲ့မောင်ဘိုးတင်ကဝေဒနာအောင်အန်တုခံရင်ခေါင်းငိတ်ဖို့ငင်းဆန်နေရတယ်။ထို့အခါစီအာတူကဒေါသခတ်ထန်လာပြီးမောင်ဘိုးတင်ကိုပူ၍နှိပ်စက်နေတယ်။မောင်ဘိုးတင်မှာဖြင့်မတည့်ရက်နိုင်စွမ်းမရှိရောပဲဒူးထောက်ကျသွားပြီးပဇက်မသွေးစားတွေပါစီးကျလာတော့တယ်။သို့ပေမဲ့မျက်နာမှာကြောင်ရွံ့စိတ်အတနာခံတဲ့အမူအရာတို့မရှိပဲအသေးခံမဲ့အနေထားသာရှိနေသေးတယ်။မင်းကိုတက်ရမှာတော့နှက်မျောတယ်။ဒါပေမဲ့ကိုမပါရမဲ့တူတူ ဖြက်စည်းတက်တဲ့ငါတောက်ကျင်လေးကြောင့်မင်းသိရတော့မယ်။ဆရာထူးကမောင်ဘိုးတင်ကိုခက်ပြုံးပြုံးကြည့်လိုက်ပြီးလယ်ဘင်းကိုညှစ်ထားဟန်ပြူတယ်။သူ့ရဲ့လက်ကိုအားကုန်ညှစ်မဲ့ဟန်ပြင်းစဉ်ဆရာထူးဘာဖြစ်တာလဲ။ဘိုးတင်ကောက်လင်းဦးအောင်ကလက်မဝတ်သားတွဲကြီးကိုဆွဲပြီးအိမ်ဝိုင်းထဲဝင်လာလိုက်ရာသူမြင်တွေ့လာရတဲ့မြင်ကွင်းကြောင့်အလံတကြားဖြစ်သွားကဆွဲလာတဲ့ဝတ်သားတွဲကြီးကိုမြေပြင်ကိုပြစ်ချပြီးတော့ပြေးလာတော့တယ်။ဆရာထူးကျုပ်ကောင်လေးစကျုပ်တောင်းမှန်ပါရဲ့ဗျ။ ဒီကောင်ကတောက်အသည့်တရားမရှိရဲ့ကောင်းမြ။ဥုံခမားတပည့်ရဝေလာကိုတိုက်မယ်ပြောရနဲ့ကျုပ်ကိုအသေးတိုက်တာ။ဒီကောင်စိုးမန်းကျုပ်သိပါရဲ့ဗျ။ကျုံမျက်နှာကိုထောက်ပြီးလှုပ်ပေးမှာ။ကောင်းပြီလေ။ခမားမျက်နှာကြောင့်လှုပ်ပေးလိုက်မယ်။နောက်တစ်ခါကျုံနဲ့ဝေလာကြောင့်ကာစီကာစီလာလို့ရင်ခလေးတွေလူကြီးရင်နားမလဲဘူး။အကုန်သိစေရမယ်။ဟုတ်ဟုတ်ကဲ့ပါ။အဖအေယိုဘလိုလူတွေခေါ်လာအလဲ။ဟိတ်ကောင်ဘူးတင်။မင်းမမှတ်သေးဘူးလား။ဘာတွေလျှောက်ပြောနေရလဲ။ မဟုတ်ဘူးအဘလုံးရက်တင်မှားနေပြီအဲ့ဒီလူကဟဲ့ကောင်မင်းမသွားသေးဘူးလားငါ့အိမ်ကိုမင်းဘယ်တော့မှလာစရာမလိုတော့ဘူးမင်းနဲ့ငါလည်းဘာမှမပတ်သက်တော့ဘူးမင်းနဲ့ငါကိစ္စတီးမာနေပြီအဘဘာတွေပြောနေရလဲမင်းသွားတော့ဒီနေရာကိုနောက်ဘယ်တော့မှမလာနဲ့မင်းနဲ့ငါရန်သူဖြစ်သွားပြီမင်းဝေးလာအောင်မဆွလုံနိုင်ဘူးမလားအဘမှားနေပြီမင်းမပြန့်သေးဘူးလားမင်းခုချိန်ရစာပြီးတကောင်ကျွတ်ဖြစ်သွားပြီမဘိုးတင်ကသူ့အနေနဲ့ ဖောက်ခင်တယောက်လိုချစ်ခင်ရတဲ့ဦးအောင်မှထိုးထိုးပြောလာတဲ့အခါများစွာစိတ်မကောင်းဖြစ်ပြီးမျက်ရည်တွေဝဲလာတော့တယ်။အဲဒီနောက်သူကဆရာအုံးနဲ့ဆရာသူကိုစူးစိုက်ကြည့်လိုက်ပြီးတော့ခမားတို့ကျုပ်ကိုဒီနေ့လှုပ်ပေးရတနေ့နောင်နာရကြလိမ့်မယ်။မှန်တယ်တင်တော်တော့ကျုပ်အသက်တည်ရဲ့ဒီလှုပ်သွားမယ်။မောင်ဘိုးတင်ရနာကြီးစွာနဲ့ဆရာသူနဲ့ဦးအောင်ကိုကြီးကအိမ်ဝိုင်းထဲမှာပြေးထွက်သွားလိမ့်တယ်။ဦးအောင်ကဆရာသူကိုမသိမသာအကဲခံရင် ရေထွက်သွားတဲ့မောင်ဘူးတင်ရဲ့နောက်ကျောကိုနှီးမောကြည့်နေရတယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူမောင်တင်စန်းရေးသားထားတဲ့အောင်လန်းဘူးတင်နဲ့တကောင်ကျွမ်းဆူတဲ့ဇလန်းကတော့ဒီမာရီမဲ့ပြီးဆုံးပါပြီ။ဇလန်းလေးကိုအားပေးခဲ့တဲ့အတွက်လည်းရိတ်သက်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။